ငါအစင်ငါမျက်နှာဆိုတာကိုဖယ်ခိုင်းတာဖြစ်တယ်။ငါရဲ့စိတ်ဆိုတဲ့အရာကိုဖယ်ခိုင်းတာငါရဲ့ခံစားချက်ငါရဲ့ထိတွေ့မှုဆိုတဲ့ဒီတဏအတွေးကိုတဏကိုဖယ်ခိုင်းတာပဲဖြစ်တယ်။ရသော်ဖျား။စကုနတ်တုံမာကမျက်လုံးဟာတင်လို့ဟာမဟုတ်ဘူး။ ရူပနာတုံမှာမြင်ရတဲ့အဆင်ဟာလည်းမင်းတို့ဟာမဟုတ်ဘူးစက္ခုဝိညာဏနာတုံမှာကမြင်သည့်စိတ်ကလေးကလည်းမင်းတို့ဟာမဟုတ်ဘူးစက္ခုတံဖတ်သောနာတုံမှာသုံးခုပေါင်းစုံလို့ဖြစ်လာတဲ့ဖတ်တာဆိုရဲအာယုန်နဲ့စုံစည်းမှုလေးကလည်းမင်းတို့ဟာမဟုတ်ဘူးနော်ယံဝေရီတံဖတ်တံပရိစ္ဆယံဝေရီတံဒုက္ခံဝါဒုက္ခံဝါအရုခမဒုက္ခ အာယုနဲ့စိတ်နဲ့ဆက်သွယ်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့စိတ်ခံစားမှုဒုက္ခပဲဖြစ်ဖြစ်ဒုက္ခပဲဖြစ်ဖြစ်အဒုက္ခမဒုက္ခလို့ခေါ်တဲ့စိတ်ခံစားမှုပဲဖြစ်ဖြစ်အဲ့ဒီခံစားမှုမှန်သမျှဟာလည်းပဲတင်လို့ဟာမဟုတ်ဘူးတံပဇေထအဲ့ဒီပစ္စည်းတွေပေါ်မှာတွေ့တာပြီးတော့မထားနဲ့စွန့်လွတ်လိုက်ကြလို့ဒီလိုဆိုလို့ဒီနေရာမှာမျက်စိကိုဖယ်ခိုင်းတာမဟုတ်ဘူးအစင်းအာယုံကိုဖယ်ခိုင်းတာမဟုတ်ဘူး မြင်သည့်စိတ်ကိုဖယ်ခိုင်းတာမဟုတ်ဘူးဖတ်တာဝေဒနာတို့ကိုဖယ်ခိုင်းတာမဟုတ်ဘူးအဲ့ဒီမျက်စိဆိုတဲ့အပေါ်မှာငါမျက်စိလို့တွေ့တာနဲ့တဏှာကိုဖယ်ခိုင်းတာငါအစင်ငါမျက်နှာဆိုတာကိုဖယ်ခိုင်းတာဖြစ်တယ်ငါရဲ့စိတ်ဆိုတဲ့အရာကိုဖယ်ခိုင်းတာငါရဲ့ခံစားချက်ငါရဲ့ထိတွေ့မှုဆိုတဲ့ဒီတဏှာအတွေးကိုတဏှာကိုဖယ်ခိုင်းတာပဲဖြစ်တယ်ရသော်ဘုရား တဘာဝတရားတွေကိုဆွဲမိပြီးတော့ဖြစ်လာတဲ့အရာတွေပေါ်မှာလူတွေဟာမျက်စိပေါ်မှာ တွေ့တာမှုဖြစ်တယ်အဆင်းအာယုံပေါ်မှာတွေ့တာမှုဖြစ်တယ်နော်အနောက်ဆင်းအာယုံပေါ်မှာတွေ့တာမှုဖြစ်တယ်မြင်သိစိတ်ပေါ်မှာတွေ့တာမှုဖြစ်တယ်ထိတွေ့မှုဖတ်တာပေါ်မှာတွေ့တာမှုဖြစ်တယ်စိတ်ခံစားမှုတွေပေါ်မှာတွေ့တာမှုဖြစ်တယ်ဒါတမအားဖြင့်ပြောရင်ဒီလိုပြောမျက်စိနဲ့မြင်ပြီးတော့ ဟုတ်လားရွှေတွေငွေတွေစိတ်တွေတွေ့တာလည်းပဲဒီထဲမှာပါကိုပိုင်ဆိုင်တဲ့ပစ္စည်းတွေကိုတွေ့တာလည်းဒီထဲမှာလူကိုတွေ့တာလည်းဒီထဲမှာပါဓမ္မသဘောအားဖြင့်အချင်းညို့ပြောလို့ရှိရင်ဒီ၅မျိုးပဲနော်ဒီ၅မျိုး ਨੇ ပတ်သက်ပြီးတော့ခွန်ကြီးတို့တွေရတွေ့တာမှုတွေဖြစ်နေသမျှကလပတ်လုံးချမ်းသာဒုက္ခဆိုတာရမှာမဟုတ်ဘူးတဲ့မြတ်စွာဘုရားဓာရီကိုဆွတ်လွတ်နိုင်မှာ ဒီပိုင်ရှင်မဲ့ပစ္စည်းတွေပိုင်ရှင်မဲ့မှန်သိအောင်ကြိုးစားပြီးဒါတွေပေါ်မှာ တွေ့တာပြီးတော့မထားနဲ့